ဒီတစ်ပတ်မှာတော့မုံတွေလုံတဲ့အခါအသုံးပြုလေးရှိတယ် crunchy biscuit လုံးလေးလေးမျှဝေတောင်းပါဖြစ်ပါတယ်ထီလာမီဆူပေါ်ပဲဖြစ်ဖြစ်ကိတ်ပေါ်ပဲဖြစ်ဖြစ်အလားဆင်ပြီးအသုံးပြုလို့ရပါတယ်ပေါဝင်ပစ္စည်းတွေကတော့ကိတ်ချုံကျုပ်ကထောပန်းနဲ့တကြားပဲဖြစ်ပါတယ်အားလုံးကိုအချိုးစားညီတူချိန်ပေးရပါမယ် ချိန်ပြီးရနဲ့အာဗန်ကိုအပူချိန်160 160နဲ့ကြိုတင်ပူပေးထားရပါမယ်။ပြီးရင်ထောဘက်ကိုခန်းပူချိန်မှာပြောင်းအောင်ထပ်ထားပြီးမှအသုံးပြုလို့ရတယ်လို့မီးနဲ့ပူပေးပြီးအရေပြောင်းလဲလုပ်လို့ရပါတယ်။ပြီးရနဲ့တခြားကိုရောပြီးစပက်ကျူလာနဲ့ဓမ္မအောင်ဝေပေးပါ။သမားတို့ရေကျုပ်ကနဲ့ကိတ်ကြုံကိုနည်းနည်းစီထည့်ပြီးဆက်မွေးပေးရပါမယ်။ အားလုံးရောတမမွေပြီးခြုံမမမြင်ရရင် crunchy လုပ်ဖို့နည်းလေးရပါပြီ။နောက်ဆုံးဆင့်မှာတော့ baking sheet ကိုပပလေးဖြစ်အောင်ဖြန့်ပေးပါ။အတက်နိုင်ဆုံးမျက်နှာပြင်ညီအောင်ဖြန့်ပေးရပါမယ်။ကဲ၍တစ်ဖက်ထူတစ်ဖက်ပါဆိုရင်ဗီဒီယိုထဲကလို ထူတဲ့နေရာက တူပြီးတော့ရတာပြတ်တော့မှာမို့ပါ။အဆိုးအာဗန်နဲ့ထည့်ပြီး7မိနစ်15မိနစ်လောက်ဖုတ်လိုက်ရင်ရပါပြီ။အချိန်ပြည့်ရနဲ့အာဗန်ကထုတ်လိုက်ပါ ိုစားထုတ်ချိန်မှာတော့ခုလိုပြော့နေပါလိမ့်မယ်။ခန်းပူချိန်မှာ2မိနစ်လောက်ရေခန်းပြီးမှချီကြည့်ရင်ဗီဒီယိုတွေအတိုင်းကျွကျွရရ crunchy biscuit လေးရရှိမှာဖြစ်ပါတယ်။လိုအပ်တဲ့ချိန်မှာပြန်တုံးလို့ရအောင် ချက်ချင်းလေးလုံးနဲ့ဘူးနဲ့တင်ထားပါမယ်။အပြင်မှာထားကြရင်လေရပါတဲ့ဆိုတဲ့ကြောင့် crunchy biscuit တွေပြင်ပြတော့နိုင်လို့ပါနော် ဒီ crunchy ပြားလေးတွေကိုကျွန်တော်တို့ရှေ့ရက်ကတင်ခဲ့တယ်ထီလာမီဆူပေါ်ဖြစ်ဖြစ်မစ်ဖုန်ကိတ်ပေါ်ဖြစ်ဖြစ် topping တစ်ခုအနေနဲ့အသုံးပြုလို့ရပါတယ်ခုလိုလေဒီ finger နဲ့တက်ဆိုင်ရာ cream ကိုတုံးပြီး dessert တစ်ခုအနေနဲ့လည်းထုတ်လုပ်နိုင်ပါတယ် oil and scenting see you